်လာပါရှင်။ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကန်တောင်စကန်ကိုတော်လန်ရေးအဖွဲ့တွေတင်ပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စစ်အုပ်စုရဲ့ပလဲမြို့နယ်ကန်တောင်ရွာစကန်ကိုတော်လန်ရေးအင်အားစုတွေကဒီမနက်ပိုင်းမှာအပိသက်တင်ပိုက်နိုင်ခဲ့ပြီလို့စစ်ရေးသတင်းရင်းမြစ်တအူကပြောပါတယ်။ စေအုပ်စုရဲ့ကန်တောက်ရွာစခန်းကိုထော်လန်ရေးအင်အားစုတွေကဇွန်လ၂ရက်ကစတင်တိုက်ခိုက်နေတာဖြစ်ပြီးနှစ်ဖက်ကျော်အကြာဇွန်လ၁၉ရက်ဒီကနေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့မနက်ပိုင်းမှာတော့ကန်တောက်စခန်းကိုရသွားပြီလို့စစ်ရေးသတင်းရင်းမြစ်တူကပြောပါတယ်။လက်ရှိအချိန်ထိစေအုပ်စုကတပ်အင်အားတွေထတ်တူးချတာနဲ့လေးချောင်းတိုက်ခိုက်တာတွေအဆက်မပြတ်လှုပ်ဆောင်နေပြီးကန်တောက်စခန်းဘက်ကိုစစ်ကူအင်အားပို့နိုင်ဖို့ထိုက်ပွဲကာလတစ်လျှောက်လုံးကြိုးပမ်းနေတာဖြစ်တယ်လို့ဆိုပါတယ်။ ချက်ကူအင်အားတွေကိုမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာနားမခတဲ့ကနေပို့ဆောင်နေတာဖြစ်ပြီး MI70 MI35 ရဟတ်ယာဉ်တွေအသုံးပြုပို့ဆောင်နေတာလို့ဆိုပါတယ် MI70 နဲ့စစ်ကူအင်အားပို့ဆောင်ရမှာ MI35 ကဘေးကနေဝန်းရံပေးပြီးမြေပြင်လူချနိုင်ဖို့ဘေးပတ်ချလေးကိုကပြက်ပေးပြီးမှမြေပြင်ကိုလူအင်အားချတာမျိုးဖြစ်တယ်လို့ဆိုပါတယ်မုံရွာနားမခတဲ့ကရဟတ်ယာဉ်နဲ့ပို့ဆောင်နေစစ်ကူတွေကိုတော့အင်မတီပြူစောထီရွာတဲစီ ပို့ဆောင်ပြီးအဲဒီကောင်မှတက်စင်တိုက်ပွဲဖြစ်ပွားတဲ့ခန်းတောက်ဘက်ကိုစစ်ကူတွေကိုစစ်တောင်းသုံးချောင်းခွဲပြီးထွက်ခွာဖို့လှုံ့ဆော်နေတာဖြစ်တယ်လို့ဆိုပါတယ်ကန်အောင်စက္ကန်သိန်းတိုက်ပွဲဖြစ်ပွားခြင်းကနေအင်မတီပြူရတဲ့ကိုစစ်ကူအင်အားရဟတ်ရင်နဲ့ပို့ဆောင်တာ73ကြိမ်လောက်ရှိပြီဖြစ်ပြီးလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်စစ်ကူအင်အားတွေကိုကန်တော့စီမလာနိုင်အောင်လဲ ထွက်လိုက်ရေးအင်အားစုတွေကတာစီဖြတ်တောက်နိုင်သလိုစစ်ကူစစ်ကြောင်းသွားနိုင်ဖို့အတွက်လဲဂျက်ဖိုက်တာနဲ့လေးကြောင်းပစ်ကူပေးတာတွေလဲစစ်အုပ်စုကလှုပ်ဆောင်နေတယ်လို့ဆိုပါတယ် တိုက်ပွဲဖြစ်ပွားစဉ်ကတည်းကဂျက်ဖိုက်တာနဲ့စစ်အုပ်စုကနေ့စဉ်လေးချောင်းပြစ်ကူပေးနေပြီးကန်တောက်ရွာတဝိုင်းအင်မတီတဝိုင်းနဲ့ဇီးပြူခုံပြူရွာတဝိုင်းတွေကိုအများဆုံးကျဲချတိုက်ခိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ကန်တောက်စက်ခန်အင်မတီပြူရွာနဲ့ဇီးပြူခုံပြူရွာစတဲ့စစ်အုပ်စုနဲ့ဖြူစောတီတွေအထိုင်ချထားတဲ့စက်ခန်၃ခုဟာထရီကန်ပုံစံတိနီယာအနေထားမှာရှိပြီးစက်ခန်တစ်ခုနဲ့တစ်ခု မလမ်းမကန်းအနေထားမှာတည်ရှိနေရလဲဖြစ်ပါတယ်။လက်ရှိမှာကန်နောက်စက်ကန်းကိုတော်လန်ရေးအင်အားစုတွေကသိမ်းပိုက်ထားနိုင်ခဲ့ပြီးပေမဲ့လည်းအင်မတီဘက်ကစစ်အုပ်စုစစ်ကြောင်းတွေကလည်းရှေ့ကိုတိုးလာနိုင်ဖို့ကြိုးစားနေတဲ့အနေထားမှာရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ပလဲကန်ကောလမ်းမှာရှိတဲ့ကန်တော့စီဝါစက်ကန်းဟာအရင်ကတည်းကရေစက်ကန်းရှိတဲ့ရွာဖြစ်ပြီးတော်လန်ရေးအင်အားစုတွေမကွေးနယ်စက်ကိုင်းတိုင်းတွေကိုဖြတ်သန်းသွားလာဖို့အဟန့်အတားဖြစ်နေတဲ့စက်ကန်းတစ်ခုလည်းဖြစ်ပါတယ်။ ကန်တော့ကစကန်ဟောင်းမုံရွာရင်မှာပင်ပလင်းကျော်ဂန့်ကုံစတဲ့စကိုင်းတိုင်းနဲ့မကွေးတိုင်းကိုတောက်လျှောက်ဆက်သွေးထားတဲ့လမ်းကျောပေါ်မှာဖြစ်ပါတယ်။ကန်တော့ရွာရဲ့အနောက်ဘက်ကိုကျော်လွန်သွားပါကဖုံတောင်ပုံညာတောင်တန်းကြီးကိုမြင်တွေ့ရမှာဖြစ်ပြီးပုံတောင်ကျော်သွားတာနဲ့ပုံညာတောင်ကျောကစပြီးမကွေးတိုင်းနဲ့ရောက်ရှိသွားမှာဖြစ်ပါတယ်။မကွေးတိုင်းရောက်တာနဲ့ကန်ကောခရိုင်တဲ့ကိုတန်းရောက်ရှိပြီးကန်ကောခရိုင်ဟာချင်းတောင်ပိုင်းနဲ့ရခိုင်ဒေသတွေနဲ့ပါဆက်ဆက်တည်ရှိနေတာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးမြင်းချံတွင်စစ်သားနှင့်ပြူစောတီများလိုက်ပါလာသောကားကိုကြားပြတ်တိုက်ခိုက်မှုရုရှားပြန်စစ်တပ်ပူကြီးပြည်ဖြိုးကြောင့်ပြူစောတီခေါင်းဆောင်မင်းတိုက်အပါဝင်၃ဦးသေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်မန္တလေးတိုင်းမြင်းချံမြို့နယ်အနှိမ်ကြီးရွာနယ်ခေါင်းခွဲကြီးရွာအကြားစစ်သားနှင့်ပြူစောတီများလိုက်ပါလာသောကားကိုကြားပြတ်တိုက်ခိုက်ခဲ့ရာရုရှားပြန်စစ်တပ်ပူကြီးပြည်ဖြိုးကြောင့်ပြူစောတီခေါင်းဆောင်မင်းတိုက်အပါဝင်၃ဦးသေဆုံးခဲ့ကြောင်း မယန်ဘလက်တိုက်က MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုမိုက်ခဲကသတင်းဌာနသို့ပြောကြားပါရယ်ဇွန်လ18ရက်နေ့ညနေ6နာရီခန့်အချိန်မြင်းချံမြို့မှထွက်လာသောရုရှားပြည်စစ်တပ်ဗိုလ်ကြီးပြည်ဖြိုးကျော်နှင့်အနှိမ့်တာပေါင်းကြီးရွာအုပ်စုပြူစောတီခေါင်းဆောင်မင်းတိုက်အပါအဝင်၄ဦးလိုက်ပါလာသည့်ကားကိုမယန်ဘလက်တိုက်က MPD တပ်ဖွဲ့ကကင်းပုံဝစ်ဆောင်ဆိုင်ကအလေးအငိုက်ချဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်သတင်းရတော့ကကားတစ်စီးတည်းလာမယ်လို့သတင်းရတာတကယ်သွားတိုက်တော့ကားနှစ်စီးဖြစ်နေလို့လက်နက်တွေမရခဲ့ဘူး တစည်းတဲ့ဆိုပြီးအနီးကပ်အပိုင်ဝင်ရှင်ပြစ်ခဲ့တာရုရှားပြန်ဖို့ကြီးလဲသေးတယ်ဖြူစော်တီကောင်းဆောင်လဲသေးတယ်ကားပေါ်ပါတဲ့လူလေးဦးတဲ့က၃ဦးသေးတယ်ကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းစွာပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုညံဘလက်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ပို့မိုက်ခဲကသတင်းဌာနသို့ပြောကြားပါတယ်ထို့သောတိုက်ခိုက်မှုအတွင်ကားပေါ်တွင်လိုက်ပါတော့ဖြေဖြူကျော်အနိမ့်သာပေါင်းဖြူစော်တီကောင်းဆောင်မင်းတိုင်နဲ့တပ်သားပိုင်စိုးတို့တေဆုံးကတက်ချက်ကြီးမုတ်စိမ့်မှအပြင်းထန်ဒဏ်ရာရရှိသွားကြောင်းသိရပါတယ် တည်ဆုံစစ်သားပြူစောတီများအလောင်းများနှင့်ဒံယာရစစ်သားများကိုမြင်းချံမျိုးနှင့်ပြူစောတီကောင်းဆောင်တီလာယူမွန်ရဲ့အဖွဲ့ကလာရောက်တည်ဆောင်သွားပြီးဒံယာအပြင်ထံရရှိသောတက်ကြွချီမုတ်စိတ်ကိုမြင်းချံမျိုးနှင့်ဖြီသူစီယုံကြီးတို့ပို့ဆောင်လိုက်ကြ။ထို့ပြင်တည်ဆုံသွားသောပြူစောတီကောင်းဆောင်မင်းသားဤယုံလောက်ကိုတီလာယူမွန်ကမိသားစုထံပြန်မပေးဘဲတကြိုပေးမိဟုသိမ်းယူထားကြောင်းသိရပါတယ်။ဆက်လက်ပြီးဒေါ်အောင်ဆန်းစုကြည်ကလူလူသဘောထားနှင့်တွေ့ဖြစ်သောလောက်ရံများမလုပ်ပဲ ပြည်သူ့မျိုးဦးတော်လိုင်းရင်းနဲ့လည်းထတ်တူရက်တည်နေသည်ဟု NUG ယာယီသမရနှင့်ဝင်ကြီးချုပ်ပြောဆိုတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။လူလူကောင်းတောင်ဒေါအောင်ဆန်းစုကြည်ကလူလူသဘောထားနဲ့တွေ့ပြီးတော့လုံရံများမလုပ်ဘဲပြည်သူ့မျိုးဦးတော်လိုင်းရေးကြီးနဲ့လည်းထတ်တူထမျှရက်တည်နေသည်ဟုယုံကြည်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝါလက်ရှိလာနဲ့ဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်နှစ်မိန်ကွန်းများတွင်၎င်းတို့နှစ်ဦးစလုံးကအထက်ပါအတိုင်းထုတ်ဖော်ပြောဆိုလိုက်ကြခြင်းဖြစ် ဖြစ်ပါတယ်။လူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်သည်စစ်အာဏာရှင်များ၏မတရားဖန်ဆီးမှုကြောင့်အသက်80ပြည့်ချိန် အကျဉ်းကျခံရင်ခက်ခဲသောနှစ်များကိုဖျက်သန်းနေရကြောင်းတိုင်းပြည်နှင့်လူထုမှာလည်းအခက်ခဲဆုံးအကျဉ်းဆုံးနှစ်ကာလများကိုကြုံတွေ့နေရကြောင်းဒေါက်အောင်ဆန်းစုကြည်၏ဆွန့်လွတ်အနှံ့အခံမှုများကိုအောက်မေ့တရပြီးတိုင်းပြည်နှင့်လူထုကိုစစ်အာဏာရှင်စနစ်ဆိုးမှလွတ်မြောက်ရန်ခိုးစွမ်းညံစွမ်းရှိသမျှကြိုးစားနေကြကြောင်းအသက်80အရွယ်ရောက်နေပြီဖြစ်တော်လေဒေါက်အောင်ဆန်းစုကြည်သည်တိုင်းပြည်နှင့်လူထုအတွေ့ဒေါက်အောင်ဆန်းစုကြည်၏ပေးဆက်မှုဟာတစ်ချက်မျှနောက်တွန့်ခဲ့ခြင်းမရှိခဲ့ကြောင်းဒေါက်အောင်ဆန်းစုကြည်သည်လူထုသဘောထားနှင့်သိပြီးသောလုပ်ရမြမလုပ်ခဲ့ကြောင်းယာယီ သမရဒူဝါလက်ရှိလာကပြောဆိုပါရယ်ဒေါအောင်ဆန်းစုကြည်ဟာလူလူသဘောထားနဲ့တွေ့ပြီးတော့လောက်ရက်များကိုမလုတ်ခဲ့တယ်လို့ကျွန်တော်တို့အနေနဲ့လည်းလူလူသဘောထားနဲ့တွေ့ပြီးတော့မြည်သည့်လောက်ရက်မျိုးကိုမှလုံဆောင်မှာမဟုတ်ဘူးလို့ပြည်သူကိုကတိပြုပါရယ်ဟု NUG ယာယီသမရဒူဝါလက်ရှိလာကပြောဆိုပါရယ်အလားတူအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ကလည်းဒေါအောင်ဆန်းစုကြည်သည်တက်တန်တရှောင်းပြည်သူနဲ့အတူခိုင်မာစွာရက်တည်ခဲ့ပြီးလက်ရှိပြည်သူ့ မေဦးတော်လိုင်းရေးတွင်လည်းထတ်တူရက်တည်နေသည်ဟုခိုင်ခိုင်မာမာယုံကြည်ကြောင်းထုတ်ပေါ်ပြောဆိုပါရယ်ပြည်သူနှင့်အတူသူမဤသက်တမ်းတရှောင်းခိုင်မာစွာရက်တည်ခဲ့သည်ပြည်သူကောင်းဆောင်ဒေါက်အောင်ဆန်းစုကြည်သည်လက်ရှိ ပြည်သူຫນွေဦးတော်လိုင်းရေးကြီးနှင့်လည်းထတ်တူထမ်းမြရက်တည်နေသည်ကိုခိုင်ခိုင်မာမာယုံကြည်ပါသည်ဟုပြည်တော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကရှင်းပြပါရယ်ယနေ့ကြာရောက်သည့်ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကိုနိုင်ငံတော်ဝန်မှပြည်သူများကပါဝင်ဆင်နွှဲနေကြပြီး မျိုးပြကြီးများတွင်စစ်ကောင်စီ၏လုံခြုံရေးတင်ရှက်မှုကြောင့်တတိထား၍ကျင်းပရာကြောင်းရန်ကုန်မြို့နှင့်နေဒီတာများမှပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်ဆက်လက်ပြီးမန္တလေးမှာစစ်မှုရန်စရဲအဖြစ်လာစဉ်တအိမ်ကိုအနည်းဆုံးကြက်သုံးသောင်းကောက်ခံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်မန္တလေးမြို့အမရပူရာနယ်ဖသိန်ကြီးမြို့နယ်အတွင်းကကြေးရွာတွေမှာစစ်မှုရန်စရဲအဖြစ်လာစဉ်တအိမ်ကြက်သုံးသောင်းကနေကြက်တသိန်းအထိအသီးသီးပေးနေရတယ်လို့ဒေသခံတွေကနေသိရပါရယ် စစ်မှုတန်းဖို့အတွက်ကြေးရွာတွေမှာလူမခေါ်တော့ဘဲအဲ့ဒီအစားလူစားထိုးလိုက်ရတဲ့သူတွေအတွက်ဖေးရတဲ့ငွေကြေးဆိုပြီးကြေးရွာအုပ်ချုပ်ရေးပိုင်းကခောက်ယူနေတာပါကြေးရွာထဲမှာငွေကြေးတက်နိုင်တဲ့ပုံမူတည်ပြီးတစ်လောက်ကို7000ကနေ7300ထိခောက်ခံနေတာလို့သိရပါတယ် ဂလင်ကြီးမလုတ်ခတ်ခင်ကာလတွေကလည်းတအိမ်ကိုချက်တထောင်ခွဲနှုံသတ်မှတ်ထားပေမဲ့အခုတော့အနည်းဆုံးချက်၃000ကနေစတင်ကောက်ခံတာလို့ဒေသခံတွေကအသိပေးပါတယ်။ဂလင်တန်ကိုစိုးစိုးရရခံခဲ့ရတဲ့အမရပူရမျိုးနဲ့အတွင်းကကြေးရွာတွေမှာစစ်မှုရန်စရိတ်မပေးနိုင်ရင်လူထည့်ပေးဖို့ဖိအားပေးတာတွေရှိနေတယ်လို့သိရပါတယ်။အနည်းဆုံး9000ပေးရမယ်ပြောတယ်။တနေ့လောက်တနေ့စားကြတော့ဒီ9000ကမလွယ်ဘူး။လုံခြုံရေးအရာချေးရွာအမည်မဖော်လို့တဲ့အမရပူရမျိုးနဲ့အတွင်းနေထိုင်တဲ့အရှင်မတအူးကပြောပါတယ်။ မန္တလေးမြို့ပေါ်ရက်ကွက်မှာတော့ငွေကြေးကောက်ခံတာမျိုးနေပေမဲ့လူငယ်တွေရှိတဲ့အိမ်တွေကိုစောင့်ကြည့်တာအိမ်တန်ရာရောက်ဆင့်ခေါ်တာတွေရှိနေပါတယ်။အာနာသိန်းစစ်ကောင်စီဟာလက်နက်ကင်တော်လှန်မှုတွေကြောင့်တပ်အင်အားပြုံးတိမှုများလာချိန်မှာအသက်18နှစ်ကနေ35နှစ်ကြားလူငယ်တွေစစ်မှုထမ်းရမယ့်အစီအစဉ်ကိုပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တာပါ။တနည်းကျော်ကာလအတွင်းစစ်မှုထမ်းအပတ်စဉ်14ရက်ရောက်လာပြီဖြစ်သလို အပတ်စဉ်တစ်ခုကိုလူအင်အား9000ခန့်ခေါ်ယူမယ်လို့ကြေညာထားတာကြောင့်စစ်သားအင်အား8000ခန့်စုဆောင်ရရှိထားပြီလို့နားလည်ရပါတယ်။စစ်မှုထမ်းအပတ်စဉ်7အထိတင်းနှံစင်ပြီးသားသူတွေကိုတော့နိုင်ငံအနှံ့ကတိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေစီဆေလွတ်ပြီးလူအင်အားဖြည့်တင်တာတွေလှုပ်ဆောင်နေတယ်လို့စစ်တပ်အတိုင်းဝိုင်းစီကသိရပါတယ်။